ဒီနေ့ကတော့ကျွန်တော်ငားကန်ကိုဘယ်လိုမျိုးရေးလဲရမလဲဆိုတာကိုပြတ်သားသွားမှာဖြစ်ပါတယ်။ဒါကကွင်းလို့ခေါ်ရေဒီကောင်ကိုရေးကြည့်စေးဖြစ်သုံးမယ်ပေါ့။ဘယ်လိုလုပ်မလဲဆိုတော့မျိုးပေါ့ခုနကအဲ့ကွင်းစေးဘူးတွေကနေပြီးတော့ဒီလိုမျိုးအဖုံးလေးနဲ့ဒါဆိုရင်တော့ဒါဘယ်လောက်လိတာလဲမသိဘူးဒီလိုမျိုးအိမ်သုံးစေးဘူးတွေရရှိမှာပေါ့။အဲ့လိုဟာတွေကိုထည့်မယ်ဆိုရင်ဒီလိုဆိုရင်တစ်ခွက်လောင်းလိုက်မယ်။ ဒီလိုမျိုးဟာ ਨੇ 3ခွက်အဲ2ခွက်လောက်လောင်းပြီးတိုင်းအဆင်ပြေပါတယ်ဒီလိုမျိုး2ခွက်လောင်းပြီးပြီဆိုရင်နည်းနည်းလေးပြန်သွားအောင်ဒီလိုမျိုးလေးအဲ့ဒီမွေးလိုက်လုံးဝခြေကကြာအောင်တန်းသွားမှာပေါ့တန်းသွားပြီးထားလိုက်တော့ဒီကောင်အောင်ဒီလိုမျိုးလေးထားလိုက်တော့ဒီခြေကိုတန်းနေကြမှာယူသုံးမှာပေါ့တနားရီလောက်ဖြစ်ဖြစ်လိုမျိုးထားလိုက်တော့တဖြည်းဖြည်းနဲ့လို့ခြေအပြာရောင်းနေတော့じゃ တော့အကြီးအောင်ကြောင်းတော့တဲ့အထိကိုနည်းနည်းလေးစွန့်နိုင်တယ်မှာပိုကောင်းတော့ဘူးနော်ကန်လင်းပဲပေါ့ဒါတွေကတော့ဆိုင်မာလက်ဂျင်ကောင်းလေးပေါ့လက်ဂျင်ကောင်းလေးဆိုတာအခုကရောင်းပြီးရဲ့ကောင်းနေလဲပါတယ်ဒီအရာတွေကအချို့ဟာငားရိကြတော့အဲ့လိုမျိုးငွေကတော့လွဲပြီးဒါမှကျွန်တော်ထဲမှာပဲအဲ့လိုမျိုးနာထိန်းသိမ်းတာပေါ့ပြီးရင်တော့လာယူကြမဲ့သူနဲ့လို့ခိတ်ကိုပို့ရမယ်ငားရည်နဲ့ဆိုတော့အများကြီးပဲဗျ သွားနေရသွားနေရဒီမဲ့ Everda Everda ဒီ FCCB မာလေဖြဲဒီဘက်ကဆမ်မူရိုင်းမာလေအာဒါတော့ Resolve အမဘောဆမ်မူရိုင်းအထိဒါတော့ Tempo လို့ပေါ့ Tempo HMBK ပေါ့အဲရော FCCB အမဘောတော့ Fancy လို့ပြောရမှာဘယ်လိုပြောရမှာမသိဘူးတွေ့ကာလာလေတမျိုးပဲ အရင်ဆုံးကျွန်တော်တခွက်ချင်းအတပူးချင်းအရင်လဲမယ်ဗျအရင်ဆုံးဒီလိုမျိုးခွက်လေးရှိရင်တော့ကောင်းတာပေါ့ဒီထဲကိုအရင်ဆုံးထည့်ထားလိုက်ပေါ့ဒီထဲကရည်နေပဲဒီ fighter သူဒီထဲကအရှင်အဟောင်းနဲ့ပဲခဏလေးထည့်ထားလိုက်မယ်ဒီဘူးလေးကိုဒီလိုမျိုးဒီနဲ့ပေါ့ ဒီချာလေးစီးမယ်လုံးဝစက်ပြာမတုံးနော်စက်ပြာမတုံးလုံးဝအကြီးချွဲတွေအဲ့လိုမျိုးတွေဒီညီတွေပါရောဟိုလမ်းတက်တွေကောင်းဒီမျိုးလေးပဲလုံးဝဆက်လေးနဲ့လုပ်လဲရတယ်လို့ brush လေးနဲ့လုပ်လဲရတယ်ဒီကတော့နည်းနည်းလေးစက်ကြာလေးပေါ့ဒီမျိုးလေးမွေပြီးမွေပြီးအဆင်ပြေပါတယ်ဒီမျိုးလေးဒီဘက်ထောင်လေးတွေအဲ့လိုမျိုးလေး ထိုက်တော့လိုက်ပြီးတော့လက်လေးနဲ့ပန်းကြီးလို့အဲ့လိုမျိုးကိုအဲ့လိုမျိုးပူးတွေနဲ့အဲ့ပုံစံနိုင်မယ်လှုပ်လိုက်မယ်ပေါ့အဲဆိုရင်လုံးဝနည်းနည်းလေးရေလေးကနောက်သွားပြီရေနောက်သွားလို့ဆိုရေလေးကကြီးတွေပါလေအကုန်ချွတ်ပြီးသားဖြစ်သွားပေါ့မျိုးဆေးပြီးသွားပြီဆိုရင်တော့ ကျွန်တော်ဘန်နာရွေး6လေးတော့ကောင်းမှာဖြစ်ပါတယ်။အဲဘန်နာရွေး6လေးကောင်းပြီ။တော့အိမ်တော်ဖေးကဘန်နာပဲပေါ့။ဒီကနေ6လေးကိုဒီကပဲကောက်တာပဲ။ဒီလိုမျိုးဒီလိုမျိုး6တွေ့နေအာဘန်နာရွေးတွေကိုကောက်တာပို့ပြီးအရင်ကရှိအောင်တန်းနေအားလေးပေါ့။အဲဆိုရင်ဒီအပင်အောက်ကိုမကြတည်ရဲ့အရွယ်လေးဆိုတော့အဆင်ပြေရဲ့ဗျ။ဘန်နာရွေးရပြီဆိုဘန်နာရွေးကို ြေထည့်ပြီးပြုတ်တော့မှာဖြစ်ပါတယ်ပြုတ်ခင်းဒီမျိုးလေးထည့်ပြီးစိမ့်လိုက်တယ်ပြီးလိုက်တယ်ပြီးတယ်နည်းအရိုးလေးတွေနှိမ်မယ်ဒီအလေတိုင်းအရိုးလေးတွေနှိမ်မယ်ဒီရေကိုလုံးဝကြည်သွားတဲ့အထိစောင့်အောင်ပါလို့မျိုးအပြာရောင်တိုင်းထည့်ရင်ကြတိတ်စင်မပြေဘူးလားကျွန်တော်ထင်တယ်အဲကူဒီလိုအိုးလေးနဲ့ပဲပြုတ်တယ်ဗျဘယ်နာရောကအဲဒါဆိုရင် ရှင်တွေကိုတည်ထားမယ်ပြီးတော့ခုနဘန်နာရွှေချောက်ကိုထည့်လိုက်မယ်ဗောဒီတဲ့ဗောရေစီးပြီးရဲ့ဘန်နာရွှေချောက်တွေကိုဒီလိုမျိုးလေးထည့်လိုက်မယ်ထည့်ပြီးတော့အဲဘလက်ဝါတာလောက်မှာဗောအဲ့လေးကိုခဏပွက်လာရင်ဒီစောင်းလိုက်မယ်ဗောနော်ရှင်တော့အယောင်လေးကိုအပေါ်ကနည်းနည်းလိုက်ထည့်ဖို့ဗောလို့ပုံမှန်မျိုးကဲဒီလိုမျိုးနေထားဆိုရင်ဘလက်ဝါတာရပါပြီအာပြီးသွားပြီဆိုရင်ကျွန်တော်ကဒီဖုန်းနဲ့ကိုကြောင်းထည့်လိုက်ပေါ့ ာလေးအေးခံလိုက်တယ်ဒီကောင်လေးကိုဖတ်လိုက်တယ်ဟောကဒီရောနည်းနည်းအချောက်ခံထားမယ်အချောက်ခံထားမယ်နည်းနည်းအေးတဲ့အချိန်ဆောင်းပေါ့ဟောရောရေအေးလေးနှစ်ခွက်တော့ထပ်လောင်းထည့်ပြီးရောလိုက်တယ်ပေါ့နည်းနည်းလေးအရင်ကြီးညားဝိုင်းလဲဟောဘယ်လိုမလဲဘလဝါဒရအရင်ကြီးမဲသွားမှာဆိုလို့ရေလေးနှစ်ခွက်လေး ပြောပြီးတော့နည်းနည်းလေးအရေးခံလာနိုင်မယ်ဒီကောင်။အဲ့တော့အရင်အရင်တော့လောက်ထားတဲ့ blood water လေးလက်ကျန်နည်းနည်းကျန်သေးတဲ့ထဲကိုပဲဒီလောက်ပြီးသား blood water လေးကိုထပ်ပြီးတော့လောင်းထည့်လိုက်မယ်ပေါ့နော်။အဲဆိုရင်တော့ blood water လို့ပြောတာအတွက်ကအစီအစဉ်ပြီးသွားပါပြီ။ကဲဒါဆိုရင် blood water ရသွားပြီပေါ့။ဒါလေးဆိုရင်နောက်ရက်နည်းနည်းကြာပြီဆိုရင်လုံးဝမဲသွားမှာပေါ့။ခုကခုမှပြုတ်လက်စားဆိုတော့နည်းနည်းဝါချင်းချင်းအောင်ကြီးဖြစ်နေတာပေါ့။အဲ့ဒါဆိုရင်ဩကျွန်တော်ခုနပြောဖို့မေ့သွားတာပဲ လုံးဝဒီလိုမျိုးအပြာရောင်တန်းနေတဲ့အချိန်မျိုးမှာဆိုအရင်လဲဒီလိုမျိုးရေလေးကိုကြည့်လိုက်ပေါ့ဒီရကဒီလိုမျိုးလုံးဝကြီးတောက်ရှင်းနေပြီဆိုရင်ဟိုငါးကန်လေးငါးကန်ဘူးလေးတဲ့ကိုထည့်လို့ရပါပြီရှင်ဆုံးအားလုံးထည့်မယ်ကြည့်လိုက်ပေါ့လုံးဝရေကကြီးတောက်အဲ့လိုအချိန်ကြီးရပြီဆိုရင်ထည့်လို့ရရပေါ့နောက်ထပ်နည်းနည်းထပ်ထည့်မယ် နည်းထပ်ထိုင်မယ်အဲ့လောက်အဲ့လောက်ဆိုရပြီဗျသူက blood water ရောထည့်အောင်မှာဆိုတော့အပေါ်ကနည်းနည်းလေးအယောင်တန်းယုံတော့ပဲထပ်ထိုင်လိုက်ရေလေးကဝါပြီးတော့ beta rate တက်အကောင်းဆုံးရေ quality ကိုရရှိမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီငားလေးကိုထည့်ပါမယ်ထဲမယ် ထည့်ပြီးတဲ့အချိန်မှာနည်းနည်းလေးတော့သူကအေးပြောင်းလဲနေဆိုနည်းနည်းလေးတော့ငြိမ်နေနေမှာပဲခဏနေကြသူ့ရဲ့အဖော်ရရောက်လာရင်တော့သူထပြီးတော့တက်ကြွတော့မှာပါကဲဒါဆိုရင်တော့ရေအကြည့်လေးပေါ့ဒါကတော့ဗန်နာရွက်မထည့်ခင်ကရေဒါဆိုရင်ရေဗန်နာရွက်ရေလေးကိုထည့်ရအောင်မယ်ခဏနေကြရင်ကဲဒါကတော့ဗန်နာရွက်ရေလေးကိုထည့်လိုက်မယ်အဲ့လိုမျိုးလေးအဝိုင်အောင်လေးတန်းသွားပြီပေါ့အဲ့လိုပုံစံမျိုးဆိုရင် မနက်ကတော့ကျွန်တော်ဟိုအပေါ်တဲရောင်မှာပဲထည့်တာများတယ်ဘနာရွေးကြီးကအဲ့လိုချိန်မှာဒါကကျတော့ကျွန်တော်တို့ကျွန်တော်ပြခြင်းတဲ့အတွက်ကြောင့်မလို့အရောင် color လေးကိုတစ်ချက်ပြမယ်နော်ကိုလိုချင်တဲ့လောက်ကိုအဲ့လိုမျိုးလေးထပ်ထည့်ရင်ထပ်ထည့်ရင်ချိန်ပြီးရောအဲ့လိုမျိုးထည့်လို့ရရပေါ့ black water သုံးတာကဲကျွန်တော်ပြောဖို့မိသွားတာကတကယ်လို့အဲ့လိုရေလဲပြီးသွားပြီဆိုရင်အဲ့လိုငါငါကန်ဘူးလေးတွေမှာပေါ့အဲ့လိုမျိုးဘနာရွေး6လေးတွေကို ထည့်ပေးထားလိုက်ပါအရင်ဆုံးပြောရမယ်ဆိုရင်တော့ခုန Black Water လောက်ထားတာကိုစောင့်အောင်ပေါ့ကျွန်တော်တို့တော်တော်ကြီးအေးတဲ့ချိန်ကြမှာပဲဒီဘူးလေးတွေကိုထည့်တာပို့ပြီးတော့တင့်တော့ပါတယ်ဒီတိုင်းအပူတလောကြီးတော့မထည့်ဘူးတော့တတိထားမှာပေါ့ကျွန်တော်ဆိုရင်ဒါဆိုရင်ညဘက်ရောက်မှာပဲ Black Water လေးတွေကိုလိုက်ဖြည့်မှာဖြစ်ပါတယ်